အော်လမေမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလာရပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လေပြီးကြိုးလိုက်ပါတယ်ဗောနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Manchester City အသင်းနဲ့ Brighton နဲ့အသင်းရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဒီပွဲစဉ်မှာဒါ City အသင်းနဲ့ဒါကျွန်တော်တို့ဥရောပဝင်ကိုတော်တော်လေးကိုအရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီမဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ဒီနေ့ပွဲမှာဒါကျွန်တော်အပွင့်လင်းစင်ပြောရမှာဆိုတော့ဒါကျွန်တော်တို့ရလက်တွေပါပါညာမပြောခင်မှာ City ရဲ့ဒါကျွန်တော်တို့နောက်ပိုင်းမှာဒါကျွန်တော်တို့ အဲတတော်လေးကိုဒီကျွန်တော်အမှန်တမ်းပြောမယ် CD သင်းကိုဒါကျွန်တော် Pep Guardiola လက်ထက်မှာတတော်လေးကိုပေါ်တီးပေါ်ပြအနိုင်ဆုံးအသင်းသင်းနဲ့ကျွန်တော်တွေ့လာခဲ့ရတယ်မှာပါတယ် Pep Guardiola ကင်ပြီးနောက်ပိုင်းမှာဒါ CD သင်းရတယ်မှာဒီနှစ်ရဲ့ CD အသင်းကတတော်ကြီးကိုပေါ်တီးပေါ်ပြအနိုင်ဆုံး CD လို့ပြောလို့ရတယ်မှာပါတယ်ဒီနှစ်ပေါ်ဆုံးမှာဒါတချို့သော movement တွေမှာဆို Brighton သင်းကတော့မှာဒါကျွန်တော်တို့နိုင်ဖို့အတွက်အခွင့်အရေးနဲ့ပုံနီးဆက်ခဲ့တဲ့အသင်းသင်းဖြစ်ခဲ့ပြီးတော့ CD သင်းလည်း okay ငါတို့ရှုံးရင်လည်းရှုံးပစီပေါ့ဆိုတဲ့ပုံစံမျိုးပုံပြီးတက်ရောက်ခဲ့တယ်မှာပါတယ်အဲ့တော့ ဒီနေ့မှာဒီပုံစံမျိုးကိုကြည့်မယ်ဆိုစီးတီးတင်တယ်โอเคငါတို့တော့ဥရောပဝင်ဝင်တနေရာကိုရဖို့အတွက်တည်ကြရတဲ့ကြောင့်ငါတို့ A-Saver Sorrowman တိတ်ပြီးမလို့တော့ဘူးဆိုတဲ့ပုံစံမျိုးကြီးနဲ့လာရတဲ့အမှန်တမ်းပြောမှဒါကတော့ကျွန်တော်တော်လေးကိုမကြိုက်ရတယ်မှာပါဘာလို့ဆိုတော့စီးတီးကိုဒီလိုမျိုးဒါ ။မေးဘူးနော်ဟိုးရင်တော့ကဒါ CD အသင်းနဲ့ဒါရှိန်မန်ဆိုလို့မွေးခင်တော့ကတော့ဟုတ်ဟုတ်ပါဘောနော်ဒါပေမဲ့မန်ဆိုလို့ဝယ်ပြီးနောက်ပိုင်းအသင်းအနေနဲ့ပြကျွန်တော်မဲ့ပဲပလဂရီနီတို့ဘာလို့တော့မှဒါကျွန်တော်ကန်ခဲ့တာပဲဒါပေမဲ့ဒီလိုမျိုး CD ဒါမှပေါ်တိတော်တော်လေးပေါ်တိပေါ်ပြနိုင်တဲ့ CD အသင်းကိုကျွန်တော်မတွေ့ခဲ့ဘူးဘောနော်အခုဒီပြေဂွာဒီယိုလာလို့ဒါနီးပြလက်အောက်မှာရှိတဲ့အသင်းသင်းတွေတော်တော်ကြီးကိုပေါ်တိပေါ်ပြနိုင်လို့နဲ့အသင်းကျွန်တော်တွေ့ခဲ့ရတယ်မှာပါတယ်စီးတဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ပြောခဲ့သလိုပါပဲဒီနေ့ပွဲစမှာဒါကျွန်တော်တို့တိုက်စပိုင်းကလေးဒါကျွန်တော်တို့ ဂိုးတွေတော့တွန်းနိုင်ခဲ့ပေမဲ့ကန်ဆယ်ပိုင်းကတော့ဂိုးတွေပေးနေရစေဖြစ်တယ်။ငါပဲပဲဒီပါဇက်ပုတ်နဲ့ပဲပြောလို့လားမသိဘူးเนาะ။ဒါလည်းရှိ CDU ရဲ့ကန်ဆယ်မှာကုဆနော့ဖ်ဒီအရန်သဘောကျတယ်။ဘာညာမဲ့ခဏခဏပြောလို့လားမသိဘူး။ကုဆနော့ဖ်ကိုတိုင်ကအုံကိုသွေးမိကျွန်တော်ဒါကျွန်တော်ပါဇက်စီချောင်းဆက်လက်ပြီးပြပါခဲ့တယ်တွန်းမှာပါတယ်ဗောနော။အဲ့တော့ဒီနေ့ပုံမှန်တဲ့ Manchester City နဲ့ Brighton နဲ့ပုံစံကတကယ်နဲ့ attack game မိုင်းဆိုင်ရာတော်တော်လေးကိုကြည့်လို့ကောင်းခဲ့တယ်။နှစ်သိန်းလုံးဒါ Fabian Hazard ရဲ့အသင်းရဲ့ဒါကျွန်တော်တောင်မန်နေရဲ့ဒါတိုက်စစ်တွေရဲ့ဒါကျွန်တော်တူဝါတွေကိုမြင်ခဲ့ရတဲ့နေရာမှာ Manchester City အသင်းလိုက်တော့တိုင်ပွင့်တောင်မန်တိုက်စစ်တွေရဲ့တူဝါတွေကိုကျွန်တော်အများကြီးမြင်ခဲ့ရတဲ့နေရာမှာပါတယ်ဗောနော။ဒါကျွန်တော် စီးပီးသေးတယ်ဒါကြောင့်ပထမဆုံးဒါပနတီကိုတော့ဒါကျွန်တော်တို့အယ်လင်ဟာလန်က70မိနစ်မှာဒါကျွန်တော်အဆုံးသတ်ပြီးတော့ဒါကျွန်တော်တို့တေကြာတဲ့ဒါကျွန်တော်တို့ twin goal တစ်ခုစတင်ယူခဲ့တယ်ဒါပေမဲ့ဘလောက်မှမကြာသေးတဲ့အချိန်မှာဒါကျွန်တော် Brighton သင်းကဒါတော်တော်လေးကိုတေသက်လှပလုံးတဲ့နေရာကနေပြီး Estonian free kick ကံသွားခဲ့တယ် Steven Okeri ကတည်းကကျွန်တော်ကျွန်တော်ထင်လိုက်တာအော် Steven Okeri ကငိုတူရဲ့ကြည့်နေဆိုအဲ့ဘောလုံးကဘေးကထွက်သွားပြီးထင်လိုက်တော့တိုင်ဝန်ထိပြီးတိန်းဆိုပြီး goal ပြန်ဝင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီညမှာဘောမှဖြစ်သွားတယ်ပထမပိုင်းမှာပထမအပြီးပြီးတော့ကျွန်တော်ဒါပထမပိုင်းမပြီးခင်မှာဒါကျွန်တော်တို့မမဲ့ရဲ့ပါပဲဒါကျွန်တော်အိုမာမာမို့ ချင်းရောတတော်လေးကိုလှပတည်သက်လုံးနဲ့ကန်ကျင်းနေတာစီဇန်နာမှာကျွန်တော်၁၈ခိုက်စီထိတ်ကနေလှန့်ကန်နေဂိုးသွားခဲ့လေဒါကျွန်တော်2-1ဖြစ်ပြီးတော့ပထမပိုင်းပြီးသွားတယ်ပထမပိုင်းပြီးသွားရင်မကျွန်တော်အနေနဲ့ကျွန်တော်ကြည့်လိုက်တာကပထမအမှန်တမ်းပြောโอเคဒါဆိုရင် CD တဲ့ဒီနေ့ပုံစံမှာဒါတော်တော်လေးကိုမစိုးဘူး Brighton သိရတာနိုင်ပွဲတွေကိုရက်တန်တို့ဖို့အတွက်ဒီနေ့ပုံစံမှာအကောင်းဆုံးကြိုးစားသွားမှာကျွန်တော်ထင်ထားခဲ့တယ် ဒါပေမဲ့ဒုတိယပိုင်းမှာဒါကျွန်တော်အမှန်တိုင်းပြောရမှာဆို Brighton အသင်းကဒါ CD အသင်းထက်9လူစိပူပြီးပြင်ထန်ခဲ့တယ်။အမှန်တိုင်းပြောဒီနေ့ပွဲစဉ်မှာဒါ3မှတ်တောင်မှတပွဲလုံးတိုင်းတာနေနဲ့ရသွားခဲ့တဲ့တင်တာ Brighton အသင်းလူတော်ဆိုရမယ်တဲ့မှာပါတယ်။ CD အသင်းကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တူးတူးဖြစ်တဲ့အချိန်မှာပေါ်တီပေါ်ပြန်တဲ့ဒါကျွန်တော်တို့ကစားသမားတွေကကျွန်တော်ဆော့တလူလူမဆော့ဘူးဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Brighton အသင်းရဲ့တိုက်စစ်နဲ့နင်းလားငါလားဟိဆိုတဲ့ပုံစံပြမြပြန်ရှင်ကြည့်မယ်ဆို CD အသင်းကတော့မှနောက်ကောက်ကျနေတဲ့ movement တွေရှိခဲ့တယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒိုတိုက်စစ်မှာဒိုကူတယောက်ကလွယ်လွယ်ကျွန်တော်ဘဒူးမှအားများခဲ့ဘူး။အိုမမမရှိလဲမစိုးဘူးလို့ပြောလို့ရရင်မသွေ င်းကိုတကူအောင်လို့ကျွန်တော်နေသိပြီးအားမရခဲ့တာအမှန်ပဲဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဂိုးသွင်းတဲ့ဥမာမာမို့စ်ကိုဒါကျွန်တော်တို့ man of the match ဆိုပြီးဒါကျွန်တော်တို့ live score of full mob တို့ကပေးထားခဲ့ပြီးမဲ့ကျွန်တော်တို့ကဒီနေ့ပွဲစမှာဒါလုံးဝ man of the match ကိုနှစ်ယောက်ယူခဲ့ရမှာဆိုရင် Jeremy Doku နဲ့ဒါ Jao Pedro ပဲဒီနေ့ပွဲစမှာ Jeremy Doku နဲ့သူလောက်တယ် လုတ်တယ်လို့ပြောတယ်မဟုတ်လားဒီနေ့ပုံမှန်ကကျွန်တော်အမြင်နဲ့ Jeremy Doku ကိုပြောနေချက်ချက်အားဒီကောင်လေး App Brother App Brother ကလည်းဒီနေ့ပုံမှန် Jeremy Doku ကိုကြောက်စရာကြီးတစ်ဖက်ကတော့ကျွန်တော်တို့နောက်တန်းနေကွင်းလေဒီကြောင့်ဘာလဲဘောက်ကိုကြော်တယ် Mentor ကိုကြော်တယ် Hulu ကိုကြော်တယ်ဒီလူကိုကြော်တယ်ရှိသမျှလူကို Doku အကုန်ကြော်တယ်ဒါပေမဲ့ Doku နဲ့ DR ထက်ကြော်ပြီးသူ့နေနဲ့ဒါကျွန်တော်ပို့ပြီးတော့ဒါကျွန်တော်မလုံနိုင်တော့ဒါအကုန်ပဲအဲ့တော့ Jeremy Doku ကဒီနေ့ပုံမှန်ကျွန်တော်တော်တော်လေးကိုချီချူရတကယ်လဲကောင်းတဲ့ကစားသမားတစ်ယောက်ဆက်လက်ပြီးပြသခဲ့တယ်မှာပါတယ်ဒါပေမဲ့ Jeremy Doku တစ်ယောက်ကခါရံပြောင်းလာဖို့ခင်ဗျာ နံပါတ်တွေကိုသွားကြည့်လို့မရဘူးဒီနေ့ပေါ်မှာခဏခဏပေါ်တယ်လက်ရှိမှာဒါခမပွဲမကြည့်မဲ့ live score of football pro football of live score ကိုဝင်ကြည့်လိုက်မယ်ဟာဟုတ်မလို့လို့ဟိုလိုလိုဒီလိုလိုပုံစံမျိုးတွေတွေ့နေရပါမယ်တကယ်တမ်းဒါတကွဲလုံးမှာဒါတကယ်တမ်းကစားသွားခဲ့တာဂျော်ရမီဒိုကူပဲဒိုကူနေတဲ့ဒီနေ့ပေါ်မှာဒါကျွန်တော်တို့အနိုင်လိုစိတ်ပြင်းထန်တဲ့ကစားသမားတွေတဲကတယောက်တောင်ပြောလို့ရမယ်တမပါတယ်ကစားသမားတွေတဲကဒီနေ့ပေါ်မှာဒါဒီကိုဂွန်ဇာလက်ဆိုတပွဲလုံးမှာဒါလိုက်ပြီး on နေတယ်ဒါကျွန်တော်ခုစနောက်ဆိုဒါသူ့ကြောင့်မလို့အမားကြောင့်ပေးလိုက်တော့ကြောင့်မလို့သူတော်တော်လေးကိုနိုင်လိုစိတ်ပြင်းစင်တဲ့ဒိုကူတိုင်းလိုချစ်ဒါပေမဲ့ တခါကျရင်ဒီနေ့မှဒါကျွန်တော်တို့ CD ပိတ်တဲ့တခါကျရင် Rico Lewis ကိုဘာလို့တော်တော်လေးစောက်သေးရတာတခါနားလည်လို့ရတယ် ကွင်းထဲမှာလေတခါကျရင်ဒီဘဲလေးကဘာမှသာသူ့ကိုသူအဖြစ်ကမရှိတာခိုးလူ online ဒီလူ online နဲ့ဘာဖြစ်ချင်တယ်မှမသိဘူးနော်အဲ့တော့ဒီနေ့ပေါ်မှာကျွန်တော်ဒါထင်ထားခဲ့လို့ right back နေရာမှာထွက်လာခဲ့ဒီနေ့ပေါ်မှာဒါမီဒိုမားနဲ့ယင်ဆိုင်ရနေရာမှာမီဒိုမားလည်းဒီနေ့ပေါ်မှာအဲ့လောက်မကောင်းခဲ့တာလေပြောလို့ရ Rico Lewis ကောင်းလို့လို့တော့မဟုတ်ဒီနေ့ပေါ်မှာ Miko မီဒိုမားကိုယ်တိုင်လည်းခြေချနေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော် Rico Lewis တော်တော်လေးကိုတတ်တာပေါ်တယ်လို့ဆိုလို့ရမယ်တဲ့မှာပါဒါပေမဲ့ဒီနေ့ပေါ်မှာဒါခုနကပြောလို့ပဲစီးတဲ့ကိုတပွဲလုံးရအခြေအနေတွေကအဖက်ဖက်ကနှိုင်းခြုံကြည့်မယ်ဆိုစီးတဲ့တအားပေါ်တယ် မြင်နေကြစီးသင်းမဟုတ်ဘူးဒါဒီနေ့မအောင်ခဲ့ဒါပရီးမီးယားရဲ့တိုင်တဲ့ challenge ရတာမရနိုင်တော့တဲ့ကြောင့်လက်လျှော့လိုက်တဲ့စီးသင်းကိုကျွန်တော်မြင်ရမယ်ခါတိုင်းလည်းပဲဒီလိုမျိုး situation တွေကျွန်တော်ဒါမမက်ရတယ်အများကြီးမြင်ခဲ့တဲ့နှစ်တွေရှိခဲ့တာပဲဒါမမက်ရတာ Antonio Conte ဖလာရတဲ့နှစ်မှာဒါစီးသင်းလည်းအဲ့လောက်ကြီးမကောင်းခဲ့တာပဲ ဒါပေမဲ့စီဒီအသင်းဘယ်တော့မှဒါစကွာဒီယိုစကင်ကလေးကပေါ့နော်ဒါစီဒီအသင်းကိုဒါကျွန်တော်တို့အနေနဲ့အခုချိန်မှာဟမ်စီဒီအသင်းကတော်တော်လေးကိုပေါ်တီပေါ်ပြနိုင်မာလားဆိုတဲ့ feeling ကိုတော်တော်တောင်းအောင်မရဘူးအရင်ကဒါကျွန်တော်ပြောရွှေဘတို့ဘာလို့ပါကျွန်တော်အများနဲ့ပြောရရှင်ဒါပေမဲ့လက်ရှိမှာရွှေဘနေဒီတတတာဘာရွှေလဲပဲတော့မရှိနေတဲ့တုန်းကပါလေ ဒါလက်ရှိယူနာဘောစီဒီအသင်းကိုကြည်နေတာငါအမြဲတမ်းဘလောက်ဘလောက်တီစီဒီအသင်းတိုင်ပတ်တယ်လို့စကားပဲခင်ဗျာဆိုလို့ဟာโอเคစီဒီအသင်းကလည်းရှိမှာချင်းနေမကောင်းပဲပြောပြောစီဒီအသင်းကိုစီဒီအသင်းလို့အမြဲတမ်းခံစားရစီဒီအသင်းထဲမှာဘောလုံးရှင်ဒါကျွန်တော်တို့ free save ဖြစ်တယ်ဒါကျွန်တော်တို့ဘလိုမျိုးဘာတွေပြန်လုပ်ပြမဒါတွေကတော့ခံစားရဒါပေမဲ့စီဒီအသင်းဆိုတာဒါတွေလုံးဝမရှိတော့အခုလက်ရှိမှာခုနကပြောတဲ့2 1စီဒီအသင်းနိုင်တယ်ဒုတိယပိုင်းမှာဒါကျွန်တော်တို့စီဒီအသင်း goal ban ပေးရမှာဆိုတော့တစ်ဖက်ကဘောလုံးကိုစွတ်ကင်တဲ့အချိန်မှာအရန်ခံစားနေရတယ်မှာပါတယ် ဲ့ဒါကကျွန်တော် CD mode ပြအဲ့ဒါကစပားပြကျွန်တော်ဘုံဝင်လင်းပြောမသိလားကိုက2 1နဲ့ကင်ထားခြင်းမှာကိုအသိရဲ့ဘဲချင်းကိုပြန်ပေးရမလဲဆိုရယ်မသိတဲ့ခန်းစားချက်အဲ့ဒါစပား CD မဟုတ်ဘူး အခုက city ကအဲ့ဒီ feeling ကြီးကိုခံစားနေရတာဗျာသိလား city ပိတ်တဲ့နောက်ဆုံးအချိန်ငါတို့ကဒီနေ့မှာပေါ့နော်ဒီနေ့နောက်ဆုံးဘယ်တော့ကဟာငါတို့အသင်းကကွာလုံးဝဂိုးပြတ်ပဲဒီနေ့ပွဲဆိုငါတို့ AC ပဲဆိုတဲ့ feeling ဘယ်တော့ကနောက်ဆုံးလဲအဲ့ဒီ feeling ကို city အသင်းမပေးခဲ့တာလေခုနကပြောဆို city အသင်းဘာလို့မပေးရလဲအဖြေကရှင်းရှင်းနေတာပေါ်တီပေါ်ပြက်တွေပေါ်ပြက်ပြက်နိုင်လုံးနဲ့အတွက်ကြောင့်မို့တာ city အသင်းကဒီနေ့ပွဲဆိုမှာလည်းထပ်ပြီးတော့မရှုံးခဲ့အောင်တမယ်ပဲဒါမမဲ့ရတာကျွန်တော်တို့ဟိုဘာလဲပါအပိုင်လုံးကြကျွန်တော်တို့ကွင်းထဲကဖြတ်ပြီးမမဲ့ရ brighter နေပေါ်စမှာ42ဖြစ်သွားနိုင်တဲ့ movement ရှိတယ်။ mentor လောကပေါင်ကြားတဲ့ဘောလုံးထွက်သွားတဲ့တလုံးရယ်ဘာလဲပေါ်မဖို့ထောင်နေတယ်။အဲ့ဒါ CD သင်းတော်တော်လေးကိုခံတာသွားတယ်လို့ပြောလို့ရတယ်မှာပါတယ်။ဒီနေ့ပေါ်စမှာဒါခုန brighter သင်းတဲ့ဒီနေ့ပေါ်စမှာငါတို့က99နဲ့ဆိုရစိတ်တဲ့တော်ဒုတိယပေါ်မှာထက်ကန်သွားတာဖြစ်တယ်။ CD သင်းစီအဲ့လိုမျိုးမတွေ့ခဲ့ရအောင် CD သင်းတဲ့ okay ကဲ့ဒါပေါ်စမှာအချိန်တန်ငါတို့ကချန်မယ်လီဝင်လောက်မှာပဲဆိုတဲ့ပုံစံမျိုးကျွန်တော်တွေ့ရမှာတော်မှာပါတယ်။ အဲ့ဒါကိုကျွန်တော်မကြိုက်ဘူးစီးပီးသင်းကအဲ့လိုဘယ်တော့မှဖြစ်တဲ့နေမှာမပါဘူးကျွန်တော်လည်းမြင်မိရတယ်မပါဘူးအဲ့တော့အမှန်တိုင်းပြောတော့တော်တော်လေးအားမရဘူးစီးပီးသင်းကိုဒါလက်ရှိမှာပေါ်ဒီပေါ်ပြက်နိုင်တဲ့အသင်းသင်းတွေကျွန်တော်တို့တွေ့နေရတဲ့ကျွန်တော်လေးကိုသဘောမချတဲ့အချက်ပဲလက်ရှိမှာကျွန်တော်ခုနကပက်ဂွာလာကင်ထားတဲ့နှစ်တွေထဲမှာတွေ့ဘူးသမျှအသင်းထဲမှာဒီအသင်းကလက်ရှိထဲမှာတော်တော်နေကျွန်တော်နေတဲ့တော်တော်လေးကိုလိုအပ်ချက်များစွာရှိရတဲ့အသင်းသင်းလုံးပြောလို့ရတယ်မှာပါတယ်တစ်ဖက်ကတော့ကျွန်တော်တို့ Fabian Hazard ကိုတော့ဒီနေရာမှာအများကြီးချီးကျူးပါတယ်ဖေဘီယန်ဟာဇာနဲ့ကျွန်တော်ဒါနောက်ရှော့ကျွန်တော် Northern Forest ကိုဂိုးပြက်ရှုံးခဲ့ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ဒါဖီဘီဟာဇာရဲ့ဘိုင်ဘယ်ရန်တင်းတဲ့လက်ရှိမှာဒါပရီးမီးယားလိဂ်၅ပွဲဆက်လုံးဝရှုံးပွဲမရှိဘူး၄ပွဲနိုင်ထားတယ်တပွဲတည်ကြထားတယ်တကယ်ကိုချီချူဖို့ကောင်းနေတာကျွန်တော်တို့လီဘီယာတယောက်နဲ့ဆက်လက်ပြီးဒါကျွန်တော်သွားနေတဲ့မှာပါတယ်ပေါ့နော်လက်ရှိမှာတစ်ဖက်ကဒါကျွန်တော်မန်ချက်စတာစီးတင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်ရမတ်တွေအပြည့်ရော့သွားခဲ့ပြီတစ်ဖက်ကဒါကျွန်တော်တို့တစ်ချိန်တည်းမှာဂျင်းမနဲ့ Northern Force အသင်းနေနေတာကျွန်တော်တို့ Ipswich Town ကိုနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ရမတ်အပြည့်တော်တော်လေးကိုဒါဆက်ကွာလာခဲ့လို့ပြောလက်ရှိမှာ Northern Force နဲ့ Manchester City အသင်းကတော့ရမတ်အပြည့်တိုတယ်6မှတ်တိတိစပြီးတော့ကွာလာခဲ့ပြီလို့ပြောလို့ရတယ်တော့မှာပါပါတယ်အဲ့တော့ စီးတင်းရဲ့လက်ရှိမှာဒါကျွန်တော် top 3တွေကိုပြန်ဝင်မှုတော့တော်တော်လေးကိုပြန်ခက်ခဲသွားမယ်လို့မြင်နေစီးတင်းရဲ့လက်ရှိမှာဒါပွဲကြံပွဲကြက်တချို့လည်းရှိသေးတယ်အတွက်ကြောင့်မို့ဒါစီးတင်းအစ်တင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ လက်ရှိမှာဒါကျွန်တော်အရေးကြီးဆုံးကဒါကျွန်တော်125တဲ့ဝင်ဖို့အတွက်အဓိကစ조사တော့မှာဖြစ်တယ်လို့ကျွန်တော်လည်းမြင်မိတယ်မှာပါတယ်အဲ့တော့ CD3 ဒီနေ့ပုံစံမှာပေါ်ဒီပေါ်ပြအရန်ဆန်တော့နေဒနိုင်လိုစိတ်တွေလည်းပျောက်ဆုံးနေတယ် CD3 နဲ့ဒါကြီးကိုကြီးအများကြီးပြင်ရအောင်လို့မြင်နေဒါပေမဲ့လာမယ့်ရက်သက်တပတ်မှာဒါကျွန်တော် international break လာပါပြီ international break ပြီးရင်တော့ဒါပွဲချောင်းတစ်ခုအနေနဲ့ Leicester City နဲ့ကံအောင်ဖြစ်တော့နည်းနည်းလေးအသက်ရှူချောင်းတယ်လို့ပြောလို့ရတယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကြည့်ပြီးပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ ဒီ voice တို့မှာဂျင်းလူစပေါင်းကိုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်ပြောဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်များများကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုတူပါဗျ။ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။ဒီပါဗျ။